မြန်မာနိုင်ငံမှာလူဖြစ်ရတာသိကိုကံကောင်းပါလေမြန်မာနိုင်ငံမှာလူဖြစ်ရတာလေတော်တော်ကိုကံဆိုးတာဒီနေ့မှာဒီနေ့မှာကြတော့တကြံကာလဟာကို့အတွက်အမျက်ထုတ်နိုင်တဲ့ကာလဖြစ်ပါစေအမျက်ထုတ်နိုင်တယ်ဆိုဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်စိတ်လေးကျင့်မှုပေါ့ ။ဒါတိုင်းဆိုရင်တော့ဒကြံကာလကိုစိတ်ကိုလှုပ်ပြီးတော့ပျော်ပျော်ပါးပါးနေတဲ့အချိန်ဒီဟာတော့ဒီခါတော့ပြောင်းပြန်ပေါ့ကိုယ်စိတ်ကိုကိုထင်းပြီးတော့ကိုယ့်ရဲ့ဘဝရည်ရည်အတွက်ကိုဘလောက်လောက်အောင်မြင်မြင်ဖြစ်အောင်လုပ်နေနိုင်လဲဆိုတာအဲ့ဒါကိုနေ့ကျင့်မှုကိုယ့်ကိုကိုယ်စမ်းသပ်ဖို့ကာလတစ်ခုနေနဲ့ဟိုနေစေချင်ပါတယ်တချို့အပေါ်နော်ရက်ွက်ထဲမှာရေပက်လို့မရဘူးလားရက်ွက်ထဲမှာယောဂါမလာဘူးလို့ထင်လို့လား ဘယ်နေရာမှာဖြစ်ဖြစ်လူစုစုဝေးဝေးလုပ်လို့ရှိလို့ရှိရင်တော့ယောဂါကိုဝင်နိုင်တယ်ပဲဒီတော့ကိုယ်အိမ်ထဲမှာကိုယ်ခြံထဲမှာတောင်မှအပြင်ကလူတွေဖိတ်ပြီးတော့စုဝေးပြီးတော့ရေပဲ့ရင်လည်းယောဂါပါလာနိုင်တယ်အလုံးဝမလုပ်ပါနဲ့ဒီတစ်နှစ်တစ်ချံဟိုမမကန်ကန်ကြော်လွှားလိုက်လို့ရှိရင်နောက်နှစ်တစ်ချံကြာလို့ရှိရင်အတိုးနဲ့ပျော်လို့ရပါတယ်အဲ့ဒီဟာအတွက်လည်းအခုညီပေးချင်ပါတယ်ဒါပေမဲ့အခုဒီနှစ်မှာတော့အားလုံးရဲ့အကျိုးကိုယ့်ရဲ့အကျိုးအတွက်ကိုယ်စိတ်ကိုကိုချင်းပြီးတော့ ဟိုနောင်ကြလို့ရှိရင်ပြန်ပြီးစဉ်းစားလိုက်လို့ရှိရင်ကိုယ်နိုင်ငံအတွက်အင်တာမဂုံယူစရာတရားတစ်ခုဖြစ်အောင်လို့ကြိုးစားကြပါလို့မြတ်တရားခံတင်ပါတယ်အလုံးစံကာလမှာကြမ်းမှချမ်းသာကြပါစေဒီကနေ့ကတော့ဒီမှာတောင်းနေတယ်ဒီကနေ့ကတော့ဒီမှာတောင်းနေတယ် 快嘛，没节奏。